အဲအချင်းနေမကောင်းရင်ဒါပြုတ်မယ်ချင်းနေဒီတက်ပိုမကောင်းရင်ဖမ်းခံရမယ်အဲ့လိုပုံစံမျိုးကြီးဒီဖြစ်သွားနိုင်တယ်ပေါ့နော်မင်္ဂလာပါဒီနေ့လည်းစေရေးတဲ့ပတ်သက်လို့ထူးခြားမှုသတင်းလေးတွေအတက်ဆရာသတင်းလေးတွေဝင်များကြပါတယ်အဲ့ဒါအားလုံးစောင့်မျှော်နေရတဲ့ပေါ့နော်နေရီကန်အဲ viewer တောင်းပေါ့နော်ဒီဒီလေချောင်းအကခွေ အဲတောင်စခန်းပေါ့နော်အဲ့အဲ့နေရာမှာဒါခန်းစစ်တွေပြင်နေရာတွေရှိတယ်အဲ့အဲ့နေရာမှာပိတ်ဆို့ပြီးတော့ပေါ့နော်အတွင်းထဲကိုဝင်မလာအောင်လို့ဒါအင်အားတွေတိုးတိုးပြီးတော့ဒါချထားတာမျိုးရှိတယ်ပေါ့နော်အမတမကိုကိုတမမှုအစ်စ်ပေါ့နော်အဲသူကဘာလုပ်လဲဆိုတော့နေကန် viewer စခန်းမှာဒါခုကန်စစ်ကိုအသေးအံပြင်တယ်အဲ viewer ပဝင်းကျင်ကိုလည်းသူကလက်နက်ကြီးတွေအဲလေချောင်းပစ်ကူတွေကိုတောက်လျှောက်တောင်းပြီးတော့တောက်လျှောက်အခုထိပြက်ခတ်နေတယ်ပေါ့နော်ချိုးချိုးအချိန်ဒီမှာဆိုရင်သူကတိုက်ပွဲမဖြစ်ဖ ೇನೆ ကိုပြစ်နေတာ ချိန်ပြည့်ကိုဒါပြစ်ခတ်နေတာပေါ့နော်ရှိရှိမရှိရှိတိုက်ပွဲဖြစ်ဖြစ်မဖြစ်ဖြစ်ကိုပြစ်ခတ်နေတာပြီးတော့ဘလောက်တောင်ကြောက်နေလဲဆိုတော့အဲဆင်ရတိုးမြင့်မှုအတွက်တွေကိုနေ့စဉ်နဲ့မြတ်တို့ဒါလှုပ်ဆောင်နေရရှိတယ်ပေါ့နော်အဲ့ဒါဒါအမြောက်တက်409ကိုဒါရဲရင်နဲ့လူရင်းပို့တယ်ပြီးတာနဲ့ဒါ net gain viewer ကိုကားရင်းနဲ့တစင်ထပ်ပြီးတော့အိုက်အင်အားတွေကိုပို့တယ်ပေါ့နော်ပုံမှန်ဆိုရင်တော့ဒီရဲရင်နဲ့တခါလဲချတာပေါ့ဗျာအခုကျတော့အဲ့လိုမဟုတ်တော့ဘဲနဲ့ဒါတက်မှာပြန်ပြီးတော့စုဖွဲ့တယ်စုဖွဲ့ပြီးတော့မှဒီကားနဲ့ပြန်ပို့တယ်ပေါ့နော်အဲသူတို့အနေနဲ့ အခက်ခဲတွေအများကြီးကြုံနေရတယ်ကန့်သက်ချက်တွေအများကြီးဖြစ်နေတယ်ရဲရင်နဲ့တောက်လျှောက်ပို့လို့ရတဲ့အနေအထားမျိုးမရှိတာလေဖြစ်ကောင်းဖြစ်မှာပေါ့နော်နောက်တစ်ခုကတော့အဲခုနလိုမာဂျင်နာပြုပြုကျင်တာပေါ့နော်အဲဥစ္စာကိုဒါဒီခုန409ထဲမှာရှိတဲ့ဒါအကြီးကဲဆိုတဲ့ကောင်မျိုးတွေကမှားပြီးမှပဲထက်ဆင့်ပို့တာမျိုးလည်းဖြစ်ကောင်းဖြစ်မှာပေါ့နော်အဲဘာဖြစ်ဖြစ်အဲ့လိုမျိုးသွားပြီးဆိုနေကသူတို့တွေမှာကြောက်စိတ်တွေဝင်နေရတယ်ရှိတယ်ထွက်ပြေးတာတွေရှိတယ်ပြီးတော့အဲ့ဘက်ကိုပြောင်းရွှေ့ရမယ်ဆိုတာနဲ့ထွက်ပြေးတာမျိုးတွေအဲဒီဘက်ဒါတော်လိုင်းတစ်ဖွဲ့ဘက်ကူးပြောင်းတာမျိုးတွေလည်းအနေနဲ့ဖြစ်တယ်ပေါ့နော် ရှေ့မှာလည်းဒါငဖဲဟိုပေါ့နော်ငဖဲမှာ second day တိုက်ပွဲတစ်ခုဖြစ်ခဲ့တော့လည်းအဲ့လိုပဲ23ရောက်အရှင်ဖမ်းမိရရှိတယ်အဲ့ဘက်ကနေကျွန်လာသမျှဟာအကုန်လုံးကလည်းအဲ့ဘက်မှာသွားပြီးတော့ဖမ်းမိရမျိုးကြီးလဲတောက်လျှောက်ရှိနေရဆိုတော့ဒီနေရာကသူတို့အတွက်အသေးအတန်ဖြစ်နေတယ်ဆိုရင်တော့မှပဲနေ့စဉ်နဲ့မျှဒါကြာရှုံးမှုတွေသူတို့ရင်ဆိုင်နေရတာပေါ့နော်အပြီးတော့ဒါတက်မမှုအစ်စ်ဖြစ်တဲ့အတွက်သူကဖြစ်ဖြစ်ချင်းမှာလုတ်ပြချင်တာလဲပါတာပေါ့ဗျာအဲလုတ်ပြချင်တာလဲပါတော့ဒါခုနလိုဒါနာမည်ကောင်းရဖို့နောက်ထပ်တစ်ဆင့်ယာရုတက်ဖို့အတွက်ကိုအောက်မှာရှိတဲ့ ဒီသူ့ရဲ့လောင်းငယ်သားဒါအောက်ခြေဒီစစ်သားတွေကိုပေါ့နော်အဲချနေဖို့အသက်အေးခံခိုင်းဖို့ဝင်မလေးတလို့ပဲပေါ့နော်တောက်လျှောက်လုံနေတာဖြစ်တယ်ဒီတက်ပို့ဆိုတာဘာလဲဆိုတော့ဒီကာဘာဆာတွေအခြားလက်ယုံတွေပြီးရင်ချင်းလင်းချင်းမြန်တက်တွေကနေပြီးတော့လဲဒါထုံနှုတ်တွေပေါ့နော်ထုံနှုတ်တွေအင်ပြစ်အားပြစ်မဟုတ်ဘူးမင်းတို့တက်ကနေပြီးတော့စစ်ကြောင်းတစ်ကြောင်းလာခဲ့ဆိုရဲပုံစံမျိုးမဟုတ်ဘဲနဲ့မင်းတို့တက်ကနေတော့ဒီစစ်ကြောင်းအတွက်ကိုပေါ့နော်စစ်ကြောင်းတစ်ကြောင်းမှာတရာနဲ့ဖွဲ့စည်းမယ်ဆိုရင်တရာပြို့ဖို့အတွက်ကိုမင်းတို့တက်ကနေတော့30ပေး 20ပေးဆိုတဲ့ပုံစံမျိုးကြီးနဲ့ဒါဖွဲ့စည်းနေရတာမျိုးကြီးလည်းရှိတယ်။အဲ့ဒီအဖွဲ့တွေကလည်းဘာဖြစ်နေလဲဆိုတော့စစ်တခါမှမတိုက်ဘူးလားဖြစ်တဲ့အတွက်ပေါ့နော်။ဒီကပ္ပစားတွေဗျာကပ္ပစားတွေစစ်တခါမှမတိုက်ဘူးမတိုက်ဘူးတော့ကြတော့အဲ့လိုမျိုးသွားရတော့မယ်ဟေးနဖူးတွေဒူးတွေဒါအာကတက်တော့အေးအေးလိုဟာမျိုးနဲ့ပူပေါင်းဖွဲ့နေရင်ဆိုင်ရတော့မယ်ဟေးဆိုတဲ့ချိန်ကြတော့အဆင်မပြေတော့ဘူးအဆင်မပြေတော့ထွက်ပြေးရရရှိတယ်။အဲ့တော့အဲ့ဒီအစ်စ်ဆိုတဲ့ဒါတမမှုကလည်းအခု PR တွေနဲ့ရင်ဆိုင်နေရတယ်ပေါ့နော်။အရှိမှလည်းအဲ့လိုမျိုးအဆင်မပြေလို့ဖြုတ်ပလိုက်တာတွေဂျောင်ထိုးပလိုက်တာတွေရှိတော့ကြတော့အေးမင်းလဲလဲမင်းကြည့်တာ မင်းရှိရအောင်လို့ပဲလာမယ်မင်းလည်းအဆင်ပြေအောင်လုပ်ရင်လုပ်မလုပ်လို့ကတော့မင်းလည်းຢာလူတုံမပေးဘူးအဲအချင်းနေမကောင်းရင်ဒါပြုတ်မယ်ချင်းနေဒီတက်ပိုမကောင်းရင်အဖမ်းခံရမယ်အဲ့လိုပုံစံမျိုးကြီးဒီဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့တော့ကျတော့ဒီအစ်စ်ဆိုတဲ့ကောင်ကလည်းဒါလုတ်ပြချင်တာလည်းပါမယ်ပေါ့ဒါမဲ့လည်းဒါ AI တိုက်ပြီဆိုရင်တော့တည်ရတိုင်းမယ်အခုနောက်ပိုင်းဒါပူပေါင်းတက်ဖွဲ့ရင်လည်းပို့ပြီးတော့ဒါတိုက်ပွဲတွေဖော်ဆောင်လာတဲ့ထိုးစစ်တွေလှုပ်လာတဲ့အခါမှာရပြီလို့ကိုလည်းဒါတတ်မှတ်လို့ရတယ်ပေါ့နော်အဲ့တော့ဒီပြုတ်စော်နံနေတဲ့တမမှုအစ်စ်လေးအတွက်တော့ဒါစိတ်မကောင်းဘူးပေါ့လေနော် နောက်တစ်ခုကတော့ဒါ ticket play ပေါ့နော် ticket play ကကျွန်တော်မနေ့ကပြောခဲ့သလိုပဲထွက်ပြေးတဲ့ကောင်တွေရှိတယ်အင်အား90 80ကြားလောက်ရှိတဲ့ကောင်တွေပေါ့နော်အဲ့ကောင်တွေကတော့ထွက်ပြေးတယ်ထွက်ပြေးရ time ဘက်ကလည်းမရောက်ဘူးဟိုဘက် wallie တို့ဥရထာတို့ဘက်ကလည်းမရောက်ဖဲနဲ့လမ်းမှာဒါအခုဆိုရင်တိုက်ပွဲဖြစ်ပြီပေါ့နော်တလိန်တပ်ဖွဲ့တွေကလိုက်ပြီးတော့ဒါလုံးဝဗျာထွက်ပြေးတယ်ထွက်ပြေးတာတော့မှအလွတ်မပေးတော့ဘဲနဲ့လိုက်ပြီးတော့ကြိတ်တဲ့အနေအထားဖြစ်သွားတယ်အဲ့တော့စကန်းကိုတက်သိမ်းတဲ့အချိန်မှာဒီကောင်တွေကလက်နက်ခဲနဲ့ယူပြီးတော့ကုန်ထွက်ပြေးရဆိုတော့ဒါရသင်းသလောက်မရလိုက်ဘူးပေါ့ပြောရမယ်ဆိုရင်ဒါမဲ့အခုလိုမျိုးပြန်ပြီးတော့လိုက်တိုက်တဲ့ခါမှာတော့ ိုက်ပွဲတွေဖြစ်ပွားပြီးတော့အကျိုးမြတ်တွေအများကြီးရလာရရှိတယ်။ဒါတိန့်စီရမိလက်နက်ရေတွက်ဆိုရင်ဒါ16လက်လောက်ရှိရတယ်။ပြီးရင်အသေးပြစ်ခတ်ဖမ်းဆီးရမိတဲ့ဒါအလောင်းတွေလည်းရှိတယ်ပေါ့နော်။အဲ့တော့ကျွန်တော်အဲ့ဒီနေ့ကျွန်တော်ပြောလဲဟိုဘက်ကိုလည်းပြေးလို့မရဘူးဒီဘက်ကိုလည်းပြေးလို့မရဘူးဆိုရင်အဖွဲတွေစီမှာအလင်းဝင်ပါလက်နဲ့ချပါဘောက်လဲဆိုတော့တကယ်လို့ထိုင်းဘက်ရောက်သွားရေဆိုလဲထိုင်းကခုနကလိုလက်နဲ့တွေသိမ်းပြီးမှသူတို့သူ့အဖေစီပြန်ပို့ပေးမှာအဲဟိုဘက်ဝော်လီတို့ဥက္ကဋ္ဌတို့ရောက်ပြီဆိုရင်လဲအဲ့နေရာတွေကိုသလိုင်းတက်ဖွဲတွေကတိုက်ပြေးဆိုတဲ့ခါကျရင်ဒီကောင်လေးအသေးဆုံးနဲ့သေရအောင်ပါ အဲကြတော့အခုဒါလမ်းမှာကြားထဲမှာဒီကောင်းနေပြေးမိပြေးရပြေးနေရဲ့အနေထားမှာအခုတလိုင်းတက်ဖွဲ့ရင်လည်းထပ်ပြီးတော့ချင်းမုံခံရတဲ့အနေထားဖြစ်သွားတယ်တိုက်ပွဲနှစ်နာရီကျော်လောက်ကြာတယ်သိန်းစီယာမီလက်နက်ခဲရနေလည်းရတယ်အမှန်တော့မင်းတို့ရဲ့ရွေးချယ်မှုမှားတယ်လို့ပြောအောင်ပါနော်အဲ့တော့ဒါထပ်ပြီးတော့ပြေးနေပါသေးတယ်ဆိုတော့အင်အားတွေပေါ့နော်အဲ့အင်အားတွေရဲ့ဒါသူတို့ရဲ့မိသားစုတွေပေါ့ဗျာအဆက်အသွယ်ရရင်လည်းပြောလိုက်ပေါ့နော်ပြေးမိပြေးရပြေးမနေနဲ့ဟိုမှာတော်လိုင်းတက်ဖွဲ့ရေးစီမှာဒါလင်းဝင်လိုက်တော့လက်နက်ချလိုက်တော့အဲဒါမျိုးပုံစံမျိုးလှမ်းပြီးတော့မှားလို့ရရင်လည်းမှားပြီးဒါစေစနာနဲ့ပြောတာ ဘာလို့လဲဆိုတော့ဦးနာလို့တက်ဖွဲ့နေတွေ့လို့ကတော့ divert ဖြစ်ပြီဆိုလို့ကတော့ညာမှာမဟုတ်ဘူးပေါ့နော်နောက်တစ်ခါတော့ဒါကိုမြင့်ဆောင်အညာမြေ operation အာဒါကြီးကလည်း share ကျိတ်နေတာဒါ shape အိုင်းမှာလည်းဒါ value scan တိုက်တဲ့အချိန်မှာကျွန်တော်ပြောခဲ့သလိုပေါ့နော်တော့ဟာ second ရဲ့သုံးပုံနှစ်ပုံလောက်အထိကိုစုံမထားတဲ့အနေထားတစ်ခုထိကိုရောက်သွားတဲ့အခြေအနေအခုလည်းအဲ့လိုပဲအဲ့နေရာကိုဒါစစ်ကူလာတဲ့စစ်ကြောင်းတွေကိုကြားပြတ်တိုက်ခိုက်တာမျိုးတွေလုပ်တယ်ပေါ့နော်အဲ့တော့အဖွဲ့တွေကပူးပေါင်းပြီးတော့လှုပ်ဆောင်တဲ့အပိုင်းတွေဖြစ်လာတယ်ဒါမြင်းညံခဲအမတ်တစဲတရင်အမတ် လေးတက်ရဲ့အပြင်ပခါဖအဖွဲတွေအဲ့လိုမျိုးအဖွဲတွေတခြားဒါကြောင့်တော်လိုင်းပူပေါင်းတက်ဖွဲ့တွေအားလုံးကဒီစစ်စင်ရေးကိုဖော်ဆောင်နေတာဖြစ်တဲ့အတွက်ပေါ့နော်အဲအညာမြေမှာလည်းတကယ်တရင်ကောင်းနေရှိသလိုအခုဆိုရင်လည်းအိုက်စစ်ကြောင်းကိုဖျက်ပြီးတော့တိုက်တဲ့ခါမှာ73ရောက်တည်တယ်9ရောက်တန်ရရတယ်တယောက်အရှင်မိတယ်ပြီးတယောက်ကတော့လက်နက်နဲ့အလင်းဝင်တယ်ပေါ့နော်အဲ့တော့လက်နက်ခင်းအသိရှိရမှုတွေလည်းဒါသူတို့တွေထုတ်ပြန်တဲ့ခါမှာတွေ့ရလိမ့်မယ်ပေါ့နော်ဘာပဲဖြစ်ဖြစ် ဟိုအညာကလည်းအရင်လိုမဟုတ်တော့ဘူးပေါ့နော်မင်းတို့အထင်သေးချိန်တိုင်းသေးလို့ရတဲ့အထင်မှာအညာမပါတော့ဘူးဆိုပြီးအညာပြနေပြီပေါ့နော်အဲ့လို့ဆိုတော့သူတို့အတွက်အသေးအံအနေထားတိရောက်အောင်အညာလုံးပြနေတယ်အချို့နေရာတွေမှာစစ်ကူလာခြင်းတိုင်းတော့လာလို့မရတော့အချို့နေရာတွေမှာပြစ်ကူပေးခြင်းတိုင်းတော့ပေးလို့မရတော့အချို့နေရာတွေမှာဒါသူတို့တွေဒါလွတ်လွတ်လပ်လပ်သွားလို့ရတဲ့အနေထားမရှိတော့ဘူးအညာမီးရဲ့စိုးမိုးနိုင်မှုတွေကလည်းတကယ်ကိုကြဲကြဲပြန့်ပြန့်ဖြစ်လာတယ်ပြီးတော့ဒေသခံတွေရဲ့ထောက်ခံမှုပေါ့နော်ဒါပြည်သူတွေရဲ့ထောက်ခံမှု ဒေါ်လာရေးပူပေါင်းတပ်ဖွဲ့တွေအပေါ်မှာထားတဲ့ပြည်သူတွေရဲ့စေနာမေတ္တာတွေနဲ့အနစ်နာခံမှုတွေနဲ့ဒီတပ်ဖွဲ့တွေကတကယ်ကိုရွရွချွချွရှေ့တန်းမှာတိုက်ပွဲဝင်တဲ့အခါမှာအခုလိုမျိုးအောင်မြင်မှုတွေရအဲ့တော့ပြောချင်တာစစ်ကောင်စီကအခုချိန်ထိသူတို့နားမလည်သေးတာသူတို့အဖေတွေကတော့ထားလိုက်တော့ဒီကောင်တွေကအာနာယူလို့အောက်မှာရှိတဲ့ကောင်တွေကအိဗယ်မဲ့တည်ပေးနေရတာမတို့အဖေကဒီလမ်းအောင်သွားဆိုရင်သွားလိုက်တာပဲအဲ့လမ်းတည်လမ်းလားအဲ့လမ်းသွားတင်လားအဲ့လမ်းမသွားတင်ဘူးလားဆိုတဲ့ဟာကြီးလည်းသူတို့မစင်စားဘူးသူတို့လုံနေရတဲ့အလုပ်တွေပေါ်မှာသူတို့ရဲ့အိဗယ်တွေပါတယ်မရှိဘူး ရွေချက်တွေပါရမရှိဘူးခံယူချက်တွေမရှိဘူးတလိုင်းတပ်ဖွဲ့တွေကခံယူချက်တွေရှိတယ်ရွေချက်တွေရှိတယ်အဲ့တော့ကျတော့အဲ့ဒီတပ်ဖွဲ့တွေနဲ့မင်းတို့ဆုံရပြီဟိတွေ့ရပြီဟိမြေပြင်မှာအခုလိုမျိုးတာတိုက်ပွဲနယ်မြေထဲမှာတွေ့ရပြီဟိဆိုတဲ့အချိန်မှာဘလို့မှအဆင်ပြေနေကြအကြောင်းမရှိဘူးပြီးတော့အခုလိုမျိုးမင်းတို့တွေလာလာလှူနေတဲ့လက်နက်တွေကားကိုပဲနောက်ဆိုရင်ဒါပြည်စုံတဲ့အနေအထားဖြစ်လာတဲ့အခါမင်းတို့ဒီတပ်ပို့ပြီးခံရတော့မယ်ပေါ့နော်မင်းတို့အမြဲတမ်းပြောနေတာအာလုတ်ပြလေဘယ်နေရာထိမ့်ပြစမ်းမှာဘယ်နေရာသိမ့်ပြစမ်းမှာအခုတကယ်လုတ်ပြနေတာအခုမင်းတို့အဲ့စကားတွေကိုမင်းတို့ပထွေးကိုပဲပြန်မေးရတော့မှာတရား ဘာလို့လဲဆိုတော့တိန်းတဲ့နေရာတွေကဒီဘက်တော်လိုက်တစ်ခွဲတည်းကများလာပြီလေများလာပြီဆိုတော့မင်းတို့ဖထွေးကိုပြန်မိရမှာဟဲ့ဖထွေးလုံးပါအောင်သိပြစမ်းပါအောင်အဲလုံးပါအောင်ပြန်မပေးရအောင်လုံစမ်းပါအောင်ဒါမျိုးပုံစံမျိုးပြန်ဖြစ်နေပြီအဲ့တော့ကျတော့မြောက်ပေးနေတဲ့သူတွေလည်းနည်းနည်းအုံနောက်ရှိပါအဲငါတို့တွေဒီစကားတွေဒီလိုတွေပြောနေတာဟုတ်သောဟုတ်သေးရဲ့လားအဲဒါတွေကိုဒီနေရာမှာရက်သိမ့်ပြီလားဒါမျိုးတွေပြန်တွေးစီခြင်းနဲ့ပြီးတော့စစ်ကောင်စီဒီအာနာရှင်တွေအောက်မှာဒါအသုံးချခံနေဖြစ်နေတဲ့ခေါင်းတွေနည်းနည်းလည်းပြန်စဉ်းစားသင့်တယ်ပေါ့နော်အခုဆိုရင်ဒါဟိုနေ့ကဆိုရင် အာ PL ကဒါကန်တော့ရဲစခန်းတင်းပြီးရဲ့အချိန်မှာဗောနော်ဖန်စီရရှိတဲ့တုံမန်းတွေထဲမှာ15နှစ်ရွယ်ကလေးတယောက်ပါလာတယ်ဗောနော်အဲအဲ့လိုမျိုးပဲဒါပေါ်တာဆွဲခံရတဲ့သူတွေအများကြီးရှိတယ်ပေါ်တာဆွဲပြီးတော့လင်းကျင်ရေးအကြောင်းတခါလဲပို့တယ်တင်တန်းပို့တယ်ပြီးရနဲ့ရှေ့တန်းတခါလဲပို့အဲ့ခနေကသူတို့ဒါရှေ့မှာအာမခံခဲ့တဲ့ဇကားတွေနဲ့တအားလွှဲနေပြီဘာလို့ဆိုတော့မင်းတို့ကတိုက်ရမှာမဟုတ်ဘူးမင်းတို့ကလုံခြုံရေးပဲယူရမှာလို့ဘာလို့ညောမင်းတို့စဉ်းစားသင့်တာမဝင်ခင်နေစဉ်းစားသင့်တာအဲ့ကောင်နေလုံခြုံရေးပဲယူရတော့တဲ့အစိမ်းမဟုတ်တော့ဘူးဒီကောင်နေရဲ့ အနေထားကဘယ်နေရာမှာမဆိုစစ်မြေပြင်ဖြစ်နေတာအဲ့တော့လုံခြုံရေးခုမဟုတ်လုံခြုံရေးသူတို့အတွက်သူတို့လုံခြုံရေးဖြစ်နေပြီနောက်ကျအဲ့အနေထားမှာမတို့တွေဒီထက်ကိုဝင်သိဝင်သိဆိုတဲ့ဟာကိုလည်းစဉ်းစားစီခြင်းနဲ့နောက်တစ်ခုကတော့အတင်းအဓမ္မပေါ်တာဆွဲခံရမယ့်အရေးကနေလဲရှောင်ရှားစီခြင်းနဲ့လုံးဝကိုမရလို့ပါဆိုပြီးတော့ဝင်သွားတယ်ဆိုရင်ခုနလိုမျိုးပေါ့နော်ဟိုတိတ်ဆုံးနိုင်တယ်လည်းဖြစ်နိုင်တယ်တိုက်ပွဲမှာဒီဝါမျိုးလည်းဖြစ်နိုင်တယ်အဲအခုလိုမျိုးဒါတက်ဖွဲ့တွေရဖန်စီခြင်းကိုလည်းခံရနိုင်တယ်အဲ့လိုမဟုတ်ဘဲနဲ့ဒါတက်ဖွဲ့တွေစီမှာ ဒါတိုက်ပွဲဖြစ်ခင်တည်းကပူးပေါင်းနေဆိုရင်တော့လေဒါတမျိုးပေါ့နော်ဒါတော့မှဒီတပ်ဖွဲ့တွေကတကယ်ကိုဒါလူသားချင်းစာနာလို့အခုလိုမျိုးအသက်ရှင်တာကိုပေးထားတာပြီးတော့ဒီအဖွဲ့တွေကစစ်ကောင်စီရဲ့အတုံးချခံနေဖြစ်တယ်ဆိုတဲ့ဟာကိုနားလေထားလို့အခုလိုမျိုးဆက်ဆံပေးတာအဲ့တော့ကျတော့ဒီလိုမျိုးဆက်ဆံနေတယ်ဆိုပြီးတော့လေအယောင်တက်ဖို့မစင်စားနေပေါ့နော်တိုက်ပွဲနေမြင်မှာတော့တိုက်ပွဲနေမြင်မှာလို့ပဲလာပါရန်သူတော့ရန်သူလည်းရန်သူလိုပဲကြင်ကြံပါပေါ့နော်အဲ့တော့ကိုယ့်ဘက်ကိုကြိုတင်စင်စားစီခြင်းနဲ့ ပြီးတော့နောက်ထပ်သတင်းတစ်ခုရဆိုရင်ဒါနမခလာအောက်ခံတမ101နဲ့အဲတမ88ပေါ့နော်အဲဒီတက်တင်ရနေပြီဒီတမတွေကနေထုတ်လုပ်ထားတဲ့စစ်ကြောင်း3ကြောင်းအဲ3ကြောင်းကဒါလုံးကင်းမှာရှိတဲ့စစ်ကြောင်းတွေနဲ့သူတက်အချင်းပြောင်းလုပ်ရမယ်အဲလုံးကင်းမှာရှိတဲ့အချို့တက်တွေကလည်းတက်အထိနာတာတွေရှိသလိုပေါ့နော်သူတို့ကာလာပြည့်လို့ဆိုပြီးတော့ပြောတာမျိုးတွေလည်းရှိတယ်ဒါပေမဲ့ကာလာပြည့်လို့ဆိုပြီးတော့ပြောမနေနဲ့ဟိုမင်းတို့ဒီနေရာပြည့်နောက်တနေရာသွားရမှာအဲ့ဒါနောက်တဲ့နောက်တဲ့တည်ရင်မဟုတ်မင်းတို့ရဲ့နောက်တဲ့တည်ရင်နေဆိုတာလည်းစစ်စင်ရင်းနေပြီသဘောမျိုးဖြစ်နေတာအဲ့တော့ဘလုံးမှအဆင်ပြေမှာမဟုတ်ဘူး ်အဲပြီးတာနဲ့ဒီအစ်စ်ရောက်လာတဲ့ဗောနော်အဲခုနကလိုတက်ချင်းပြောင်းလုပ်ပြီးလို့အစ်စ်ရောက်လာတဲ့ဒီစစ်ကြောင်းတွေကိုဖားကန့်ရဲ့နေမြေတွေကိုလိုက်ပြီးတော့ရှင်းလင်းခိုင်းတာမျိုးတွေဒါညွှန်ကြားထားတာရှိတယ်ဗောနော်အဲဆိုတော့ဒီဖားကန့်နေမြေမှာလည်းတိုက်ပွဲတွေပို့ပြီးတော့ဖြစ်လာနိုင်ရည်ရှိတယ်လို့ဒါယူဆရတယ်ဘာလို့လဲဆိုတော့ရှေ့မှာဒီကောင်းနေလောက်ထားတဲ့လောရက်တွေကလည်းမမက်ရန်လောရက်တွေအများကြီးရှိတယ်လူလူထောက်ခံမှုတွေသူတို့ရောကြနေရမျိုးတွေရှိတယ်အဲအချို့ကြောက်လည်းပြောကြတယ် ဒါ lobby နဲ့စစ်ကောင်စီနဲ့ crony နဲ့ဖြစ်တဲ့ဟာမှာဘာဖြစ်တယ်ညာဒါမျိုးပြောကြရရှိတယ်ဒါပေမဲ့လည်းတေချာတာကတော့စစ်ကောင်စီကအကုံလုံးကိုရန်သူလို့သဘောထားနေပြီဆိုတဲ့ဟာကိုလည်းသိစေချင်တယ်သူတို့ကိုထောက်ခံလို့ဒီအိမ်တော့ဘုံမကျဲဘူးကွာသူတို့ကိုထောက်ခံလို့ဒီအိမ်တော့မီးမရှို့ဘူးကွာဆိုတဲ့ပုံစံမျိုးစစ်ကောင်စီမှာမရှိတော့ဘူးအဲသူတို့ရဲ့ uniform ဝတ်ထားတဲ့လူကိုယ်တော်မှပဲသူတို့ခွဲခြားတာရှိတယ်ဘာလို့လဲဆိုတော့အခုကြည့်ပါစာတွေနဲ့သူရဲ့တန်တေစစ်သားတွေနဲ့အများနဲ့ခွဲခြားထားတယ် သူတို့ချင်းချင်းကြားမှာတော့ခွဲခြားနေတဲ့ဟာရှိနေရဲ့နောက်တော့ဒါပြည်သူပေါ်မှာဆိုရင်ပို့ပြီးတော့ဆိုးတာပေါ့မတို့ထောက်ခံတာတွေမထောက်ခံတာတွေသူတို့မသိဘူးသူတို့စိတ်တိုင်းမကြဘူးဆိုတဲ့အချိန်မှာခုနလိုရဲဆက်ဆက်အလုပ်တွေလည်းသူတို့လုပ်လိမ့်မယ်ပေါ့နော်အဲ့တော့ထောက်ခံမှုတွေနဲ့ပတ်သက်လို့လည်းစဉ်းစားစီခြင်းနဲ့ဒီအချိန်မှာအဲခုနလိုပြည်သူအတွက်အလုပ်လုပ်နေတဲ့ဟာကဘယ်သူလဲပြည်သူတွေတကယ်လိုအပ်တဲ့တက် ကတော့ဘယ်တက်လဲဆိုတဲ့ဟာကိုသိစေချင်တာပေါ့နော်အဲနောက်တစ်ခါအဲ့ဘက်တွေမှာလည်းဒါရိတ်ခါပို့ဖို့စီစဉ်နေရမျိုးတွေလည်းရှိတော့ဒါကိုလည်းတော်လိုင်းတက်ဖွဲ့တွေရထားပြီးသားဖြစ်လိမ့်မယ်အဲကျွန်တော်လည်းပြောထားပြီးသားရှိတယ်ပေါ့နော် ဲ့တော့ဘလို့ပဲဖြစ်ဖြစ်ဒါစစ်ရဲ့အခြေအနေတွေကတော့ပို့ပြီးတော့ပြင်းထန်လာဖို့ပဲရှိတယ်အဲပို့ပြီးတော့တိုက်ပွဲတွေဖြစ်လာဖို့ရှိတယ်အဲ့တော့ပြည်သူအနေနဲ့စီရဲအသည့်တိရှိကြစီခြင်းနဲ့တလင်းတပ်ဖွဲ့တွေအဲပန်ကြားတဲ့ဟာမျိုးတွေဆိုရင်ဂရုတစိုက်လေးနဲ့နားထောင်ကြစီခြင်းနဲ့ပေါ့နော်အဲတပ်ဖွဲ့တွေကတော့ပြည်သူတွေဒုက္ခရောက်မဲ့လမ်းကိုဘယ်တော့မှတွန်းပို့မှာမဟုတ်ဘူးအဲအဲ့ဒါလေးလည်းဒါသတိပြုစေခြင်းနဲ့ပေါ့နော်နောက်တစ်ခုကတော့ဒါဘကိုးကနေပြီးတော့ကြိုက်ထုတ်ဘက်ကို7ဘိန်းက5စီးပြီးရင်6ဘိန်းက10စီး အဲ့ဒါကိုအလုံးပိတ်ပြီးတော့သူပုံစံပြောင်းထားတယ်ကာလာတွေပါပြောင်းထားတယ်စစ်တပ်ကပုံစံတိုင်းမဟုတ်အောင်ပေါ့နော်အဲ့လိုပြောင်းထားပြီးတော့ဒါကြောင့်ယူဆရတဲ့လောက်အင်အားဖြစ်မယ်ပြီးရင်ဒါလက်နက်ခဲရန်ဖြစ်မယ်လက်နက်ကြီးဖြစ်မယ်ဘာဖြစ်လို့ဆိုတော့အဲ့ကားတွေအကုန်လုံးဝိတ်ပါတယ်ပေါ့နော်ပြီးရင်အလုံးပိတ်ထားတယ်အထက်ထဲမှာဘာတွေပါတယ်ဆိုတာကိုပြည်သူမသိအောင်လို့အတိကတော့လုံးဝပြည်သူတော်သူတို့ဟိုဘယ်လိုပြောမလဲမသိအောင်လုပ်နေရတဲ့အနေထားပြည်သူကလည်းသိပြီဆိုတာနဲ့သူတို့ဘက်ကမပါဘူးတော်လိုင်းတပ်ဖွဲ့တွေစီကိုသတင်းတမ်းပေးပြီးသားမဲဘယ်စိမ့်ဘယ်ချိန်ဘယ်နှစ်နာရီမှာတော့ဘယ်ကနေပြီးတော့ဘယ်ဘက်ကိုဥတီပြီးတော့ကားဗနစီဖြတ်သွားတယ် ကားရဲ့ပုံစံဘယ်လိုပုံစံဖြစ်တယ်အားတစ်ခါလေကားနံပါတ်တွေတောင်ပါသေးတယ်အဲ့တော့ဒီကောင်တွေကဘလို့မှမသိအောင်လုံးလုံးမရတော့တဲ့အနေအထားဖြစ်နေတာအဓိကတော့လူမှုရဲ့ထောက်ခံမှုကြာရှုံးတဲ့ချိန်မှာဒီကောင်တွေအခုလိုမျိုးဒါအဆုံးသက်တွေမလောက်ဘူးဖြစ်တာပေါ့ဗျာအဲ့တော့အခုဆိုလဲဒါကျွန်တော်ဆိုလဲဒါပြည်သူတွေပြောပြလို့သိရတာအများကြီးရှိအဲ့တော့အခုဒီကောင်တွေအဲ့လိုမျိုးအင်အားဖြည့်တင်းနေတာရှိတယ်ဘာလို့လဲဆိုတော့ရှစ်ရက်မှလဲဒါကြိုက်ထူဘက်ကိုပေါ့နော်အဲတော့ကြိုက်ထူဘက်ကနေပြီးတော့ဒါဆင်းလာတဲ့အဖွဲတွေကို အာစစ်ကူလာတဲ့အဖွဲ့တွေကိုဖြတ်တိုက်လို့ပေါ့နော်ရောက်30ကျော်လောက်နာကားသွားတာပြုတ်ရောင်သွားတာရှိတယ်ပေါ့နော်အတင်းစီရမီလက်နက်ခဲရန်တွေလည်းအများကြီးရှိတယ်အဲ့တော့အဲ့လိုမျိုးဟာကိုသူတို့ကလက်စားချေချင်တဲ့သဘောမျိုးနဲ့စင့်ရဲတိုးချဲ့ပြီးတော့ဒီနေရာတွေကိုခြေကုပ်ယူဖို့အတွက်သူတို့စူးစမ်းလာနိုင်တယ်အဲပြီးတော့ထပ်ပြီးတော့လည်းထိုးချစ်တွေသူတို့စစ်ကြောင်းထိုးတာတွေလောက်လာနိုင်တယ်ဒါမဲ့လည်းတပ်ဖွဲ့တွေကလည်းစိန်ခေါ်ထားပြီးသားလာခဲ့မင်းတို့ကြိုက်သလောက်လာခဲ့အဲမင်းတို့ခုနလိုမျိုးခံယူချက်စိတ်တက်မမှန်မဲနဲ့ပြည်သူကိုနှိပ်စက်တဲ့အပေါက်မျိုးနဲ့ကတော့မတို့ကလည်းစိန်ခေါ်ရဲဆိုတဲ့ပုံစံမျိုးဒါကြွေးကြော်ထားပြီးသားပေါ့နော် ဲ့တော့ပြည်သူ့ဘက်မှာရှိတဲ့လူနဲ့မရှိတဲ့လူမြေပြင်မှာတွေ့တဲ့ချိန်မှာတော့တကယ်ကိုပဲတော်ရင်တပ်ဖွဲ့တွေကအသာစီးရကြအကြောင်းတွေပဲရှိတယ်ပေါ့နော်အဲ့တော့သူရဲ့လက်ရှိအနေအထားကဘလို့ဖြစ်နေလဲဆိုတော့သူကဒီပြည်မာတဲ့ကိုဝင်လာနိုင်တဲ့အပေါက်တွေမှန်သမျှကိုသူတို့လိုက်ပြီးတော့အပြင်ထွက်ပြီးကာနေရတဲ့အနေအထားဖြစ်လာအဲ့အဲ့ဥစ္စာမှာကျွန်တော်တို့တစ်ချက်စဉ်းစားသင့်တာက ဟုတ်ပြီမတဲ့ကိုဝင်နိုင်မဲ့နီလန်မျိုးတွေကအများကြီးရှိသလိုပေါ့နော်အဲခုနကလိုမျိုးစီရေးရဝင်ရမဲ့နီးတွေလည်းရှိတယ်အဲ့တော့ကျတော့အခုနေထားရတော့ဒါပြီမဘောဒါမျိုးဘောတက်ဖို့အတွက်ကိုဒေါ်လာရင်းတက်ဖွဲ့တွေကဒါနေရာစုံကနေထိုးဖောက်ဝင်ရောက်ဖို့စူးစမ်းနေကြတာပေါ့လေအဲ့တော့ကျတော့အထက်မှာရှိထားပြီးတဲ့ဒါခုနလိုတက်ဖွဲ့ဝင်တွေလည်းရှိတယ်မျိုးပြပြောက်ကြအဖွဲ့တွေလည်းရှိတယ်ပေါ့နော်အဲအချို့နေရာတွေမှာစစ်စင်ကြီးတစ်ခုအနေနဲ့စီစဉ်ကြမလားဒါကြီးလည်းစဉ်းစားစီခြင်းနဲ့ဘာလို့လဲဆိုတော့ချို့တက်တွေကတော်တော်ကိုလုံးဝပါနေတာ ျွန်တော်တုံမန်းနေနဲ့တွေ့ရတဲ့ခါမှာကျွန်တော်မေးကြည့်တဲ့ဟာတွေမှာလည်းဒါတွေပါတယ်။အဲသူတို့တက်မှာလုံးဝလူအင်အားမရှိတော့ဘူး။ဦးနာကျိုးကန်းနေပဲရှိတယ်ဆိုတဲ့ဟာမျိုးတွေကအမြဲလိုလိုကြားနေရတာပေါ့နော်။အဲဆိုတော့ဒီနောက်ချန်တက်တွေမှာအင်အားမရှိတော့တဲ့ဟာကိုသူတို့ရင်ဆိုင်နေရတယ်။ဒါပေမဲ့တခုဆိုတာပါလဲဆိုတော့သူတို့မှာအသေးခံခိုင်းမဲ့အင်အားတွေကလည်းရှိနေပြန်ရော။အဲ့ဒါတော့ပါစတွေပေါ့နော်။ပါစတွေအခုဘလောက်ပဲတော်လိုင်းတက်ဖွဲ့တွေကပြုတ်အောင်ဆော်ဆော်ပေါ့နော်။အဲ့ဒီတို့ရဲ့တက်တွေကပြန်ပြီးတော့အင်အားတွေဖြည့်ပေးတယ်ဖွဲ့စည်းတယ်အဲဒီဥစ္စာတွေကခုနလိုပါစတွေတော့ဖြစ်နေတာပေါ့ဒါပေမဲ့ ဘလို့ပဲဖြစ်ဖြစ်ဒီကောင်းလေးလက်ထဲကိုတနက်ထည့်ပေးပြီးတော့ပြစ်ခိုင်းပြီးကြီးစံပေးပြီးတော့ပြစ်ခိုင်းပြီးဆိုတာနဲ့ကျွန်တော်တက်ဖွဲ့တွေကပြန်ပြီးတော့ပြစ်ရမယ်အနေထားအနည်းဆုံးတော့တက်ရမယ်တက်ရမှာဖြစ်တဲ့အတွက်ကျွန်တော်ဘက်ကလည်းကုန်ကျစရိတ်တွေရှိတယ်ခင်ရန်ဒါအသုံးပြုရတာတွေရှိတယ်တခါလေကြာရင်ထိခိုက်တန်ရာရတာရှိတယ်ပေါ့နော်အဲ့တော့အဲ့လိုဟာမျိုးတွေကိုလည်းထည့်ပြီးတော့စဉ်းစားစီခြင်းနဲ့စစ်ကောင်စီကတော့သူတို့လှုပ်လို့ရသမျှနီလန်ပေါင်းစုံကိုသူတို့လုံးပါအဲ့တော့တလိုင်းတက်ဖွဲ့တွေဘက်ကလည်းစဉ်းစားသင့်တယ်စစ်ကောင်စီအင်အားချိနေဖို့ဒါမှမဟုတ်လည်းစစ်ကောင်စီကြာရှုံးဖို့အတွက်ဆိုရင် မောင်ရီရောဘလို့နီလန်းမျိုးတွေတုံးတင်တယ်လဲအချို့နီလန်းတွေကဒါမဖြစ်နိုင်ဘူးกว่าဆိုပြီးတော့အဲ့နားနေရက်ထားလို့မရဘူးပေါ့နော်သူတို့ရဲ့အာသာချက်တွေကဘာတွေဖြစ်နေလဲအဲ့အာသာချက်တွေအားနေတော့ငါတို့ဘလို့လောက်အောင်လဲဆိုတဲ့ဟာတွေကိုစီမံချက်တွေနဲ့ကျွန်တော်တို့လုပ်ဖို့အစီအစဉ်မရှိဘူးလားဆိုတဲ့ဟာကိုလည်းတွေးစီခြင်းနဲ့ဘာလို့လဲဆိုတော့ကြာလာတဲ့မြပြည်သူလည်းအဲပင်ပန်းလာတယ်ပေါ့နော်အချို့နေရာတွေမှာလုံးဝဘာမှကိုမကြံတော့အောင်ဆစ်ဆောင်နေရတဲ့ပြည်သူတွေလည်းရှိတယ် စည်းစိမ်ဥစ္စာအကုန်လုံးကုန်သွားပြီးတော့လုံးဝပြပဲကျန်တော့တဲ့အထိဖြစ်သွားတဲ့ဘဝကြီးလည်းအများကြီးဖြစ်လာတယ်ပေါ့နော်အဲ့တော့အဲ့အခြေအနေတွေကိုကြော်လွန်ပြီးတော့မြ мян အောင်ဝဲရအောင်မြ мян လက်စာဖြတ်နိုင်အောင်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ဘလိုနီလမျိုးတွေသုံးတင်တယ်လဲအခုဆိုရင်တက်ဖွဲ့တွေတခုနဲ့တခုဒါစုပေါင်းလာပြီးတကယ်မာမေးဆက်ဆက်ရေးပုံစံမျိုးတွေရှိလာပြီးအခုဆိုရင်ကိုပဲတင်တဲ့ဆင်းပွဲတွေမှာတင်တဲ့ဆင်းတဲ့တက်ဖွဲ့ရတက်ဖွဲ့ အဲ့တနန်းစင်းတဲ့တပ်ဖွဲ့တွေကိုလက်နက်ကင်ဆောင်မှုအတွက်ထောက်ပံ့ပေးတဲ့အဖွဲ့တစ်ဖွဲ့ဒါမျိုးပုံစံမျိုးတွေတောင်လုံလာနိုင်ပြီဖြစ်တဲ့အတွက်အခုလိုမျိုးပူးပေါင်းပြီးရစီဖော်ဆောင်မှုအပိုင်းတွေမှာလည်းအာရုံစူးစိုက်စီခြင်းနဲ့လုံနေမယ်လို့လည်းယုံကြည်တယ်အမြန်ဆုံးကောင်တယ်ဖွင့်နိုင်ပါစီလို့လည်းဒီညကနေဆူတောင်းတယ်ပေါ့နော်ဘာဖြစ်ဖြစ်ကျွန်တော် လုံတင်လုံထိုက်တဲ့ဟာတွေလုံနိုင်တဲ့လောက်ကိုဆက်ပြီးတော့လုံမယ်ဆိုရင်အောင်မြင်မှုတွေတည်ကြပေါ့ရမယ်လို့ယုံကြည်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်